မင်္ဂလာမနက်ခင်ပါရှင်နေပြည်တော်မူလဝတ္တနယ်ဇလာဗိဒအညချမှုစီဌာနမှာ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မူလဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနိုင်ဆုံးပူချိန်များမှာနေပြည်တော်ရန်ကုန်မြို့နဲ့မန္တလေးမြို့တို့မှာ24ဒီဂရီဆစီရက်85ဒီဂရီဖာရန်ဟိုက်စီတို့ဖြစ်ကြပါတယ်ဒီကနေ့မနက်6:00နာရီခွဲချိန်မိုးလီဝတ္တကျွတို့မှဖမ်းဝင်ရရှိတဲ့ပုံရံကပ်လီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ။ဘင်္ဂလားပင်လယ်ရှေ့လယ်ပိုင်းတို့မှာတိမ်တူထန်နေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်မင်္ဂလားပင်လယ်တို့မှာတိမ်နှင်းငယ်မှာတိမ်တိမ်တိမ်ဖြစ်တော်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ရခိုင်ပြည်နယ် အေရတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးရေနှောင်များပြတ်ထွက်မှုအကောင်းရရှိပြီးအဆိုပါမိုးရေနှောင်များရွေ့လျားရနေရတဲ့ရှုံမောင်းမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးတကြုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လက်စည်းလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလီဝတ်တာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတို့မှာတိမ်နှဲငယ်ပြတ်ထွက်နေပြီး ကျန်တန်တိတိုင်းနဲ့ဒီနေမြမှာတိမ်တင်တင်မှာတိတ်ထွတ်တဲ့နေရာကိုတွေ့ရပါတယ်။အခုမြင်တွေ့နေရတဲ့တိမ်တိုင်းကြီးကတော့ဖိလစ်ပိုင်ပင်လယ်ပြင်ရှေ့ပိုင်းမှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမုန်တိုင်းဖန်ဝောင်ကြောင့်ပဲဖြစ်ပါတယ်။ဆိုပါတိုင်ဖွန်းမုန်တိုင်းဖန်ဝောင်ကအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးဒီကနေ့ညပိုင်းမှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းဒေသများကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လယ်ပြင်မှာ မြမကဲဝဲတဲ့ရှောင်းနဲ့ကန်းလုံပင်လေးပြင်းတော့မှာတခါတည်းရဲ့မိုးသက်လေးပြင်းများကြရောက်ပြီးလိုင်းတင်တင်မှလိုက်ကျနေပါတယ်။မိုးသက်လေးပြင်းကြတဲ့ရေပြင်းပြင်းလေးဟာတနအီကို25မိုင်မှမိုင်30တိတက်ကနေပါတယ်။လိုင်းမြမမြမကဲဝဲတဲ့ရှောင်းနဲ့ကန်းလုံပင်လေးပြင်းတော့မှာခုနှစ်ပြီမှကိုပီကန်ရှိနေပါတယ်။ဒီကနေ့ညနေထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာကွာကြား ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကြကြင် AR ရိုဒန်ဒီတာကြီးနေပြည်တော်ကယားပြည်နယ်နဲ့တနင်္သာရီတန်ဒီတာကြီးတို့မှာနေရာစိတ်စိတ်နဲ့ပဲခူးတန်ဒီတာကြီးရန်ကုန်တန်ဒီတာကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာနှံ့ပြားမုတ်တချုံရွာပြီးပဲခူးတန်ဒီတာကြီးရန်ကုန်တန်ဒီတာကြီး AR ရိုဒန်ဒီတာကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမူချီနိုင်ပါတယ် နေပြည်တော်နဲ့မြို့တော်အတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ချိန်နှစ်ချိန်တချုံပြပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်မြို့တော်အတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခံမှန်းချက်မှာလည်းမိုးတစ်ချိန်နှစ်ချိန်တချုံပြပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ မန္တလေးမြို့နယ်ဤတော်အတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာခွက်ကြမိုးတချုံပြောပါမယ်။အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆက်စီရဲ့65ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်အနေနဲ့ကတော့နေပြည်တော်ပဲခူးတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာတကျမှနေရာစိစိမိုးထစ်ချုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်